လူတွေကထင်တယ်အတွေ့အတာရောပါသွားလို့ရှိရင်တူနဲ့တူကွဲသွားလိမ့်မယ်လို့ထင်တာမဟုတ်ဘူး။တန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူး။တူနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူး။တန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့ဘူး။ တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်။ဆိုပါစို့သာသမီတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ်။သာသမီချစ်တာလားကိုကိုကိုချစ်တာလားသေချာဆန်းစစ်ကြည့်။အများကတော့ဖြေလိုက်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့။ဒါဖြင့်အဲ့ဒီသာသမီကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင် ဒီသာသမီလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာနေတယ်။အာကိုနေတယ်ယုံကြည်နေတယ်။ငါသက်ကြီးရင်ငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲနဲ့ဟော။အာကိုမှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင်းချက်ကလေးတွေနဲ့တင်။အဲ့ဒီသာသမီကကိုယ့်ဒုက္ခပေးလာပြီဆိုရင်မိဘတွေမလုပ်ကြနော်။အိမ်ကနေနှင်ချပြီးအမွေပြကြော်ညာရတယ်မဟုတ်လား။ အဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတော့လို့မေးလို့ရှင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှင်အဲ့သားသမီးချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တယ်လေကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံနေ divorce လုပ်ကြတယ်၊ကွာခြင်းကြတယ် ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာကသူ့စီကကိုပျော်ရွှင်မှုမရဘူးကိုစီကသူ့ပျော်ရွှင်မှုမရဘူးကိုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲမှန်တကယ်အနိတ္တရာကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမနတ္ထိ ကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့သူတို့ပြောတယ်ဒါကတကယ်ကိုအစစ်မှန်ဟောအေးဒါကြောင့်မလို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချစ်မေတ္တာချစ်သူများအတွက်ပေးဆက်တယ် တဏှာကကို့အတွက်မေတ္တာကသူ့အတွက်